အွန်လိုင်းကနေပုံရောင်းသူအမျိုးသမီးကိုဖုန်းဝန်ချင်းလို့ဆိုပြီးချင်းစုကလောက်ကြံခဲ့လို့အသက်ပြီးနေကြုံခဲ့ရမိန်ကလေးမင်္ဂလာပါပရိသတ်ကြီးတို့ရေအခုနောက်ပိုင်းမှာတော့ဘသူ့ကိုမှယုံကြည်လို့မရတော့ပဲကိုဖြစ်ကိုခန်းဆိုသလိုဘသူမှလည်းမကယ်နိုင်ကြတော့ပါဘူးအလုံးကလည်းတစ်နေ့တစ်မျိုးနဲ့အလိန်ခံနေရတာဖြစ်လို့ကိုပီးကိုတတိထားဆင်ကျင်နေကြရတာပဲဖြစ်ပါတယ်တော်တော်များများကတော့စီးပွားရေးအဆင်မပြေမှုတွေကြောင့်နေရာတိုင်းလိုလိုမှမိသားစု စာဝင်တွေရဲ့အတွက်ဒုက္ခရောက်နေကြပြီး လူရဲမှုတွေလည်းများစွာရှိလာခဲ့ပါတယ်။လူပြောက်တွေလည်းများလာခဲ့ပြီးဘာမဟုတ်တာလေးတွေနဲ့တောင်အသက်ပေးလိုက်ရတဲ့သူတွေလည်းမနေပါဘူး။အခုတခါမှလည်းဒီမင်းကလေးကတော့ဖုန်းရောင်းဝယ်လုပ်ဖို့ဆိုင်ကနေလူရဲမှုဖြစ်ကအသက်မသေအောင်တမေခံခဲ့ရတာပဲဖြစ်ပါတယ်။ဒီဖြစ်ရကတော့မန္တလေးမြို့ပသိမ်ကြီးမြို့နယ်မှာအွန်လိုင်းကနေဖုန်းရောင်းတဲ့အမျိုးသမီးကိုဖုန်းဝယ်ဖို့ချိန်ဆကဓာတ်နဲ့ထိုးပြီးဖုန်းလူရဲမှုဖြစ်ခဲ့တာဖြစ်ပါတယ်။ဖြစ်ချင်းအစားကတော့ပသိမ်ကြီးမြို့အရှိတ်ရွှေကျင်တောင်ချီမှာဖြစ်ခဲ့ရာဖြစ်ပြီး ဘေးလူတွေအတိမြန်လို့အကူကြီးရဲ့အဖွဲ့ကိုအကူကြီးတောင်းပြီးစီးအောင်ပေါ်ပေးခဲ့ကြပဲဖြစ်ပါတယ်။အစားကတော့လူတစ်ယောက်ကဖုန်းဝယ်မယ်ဆိုပြီးအွန်လိုင်းကနေနေရာချင်းစုကအယောင်းဝယ်ပြလုံးမယ်နေရာကိုအရောက်မှာအမျိုးသား၂ဦးရောက်လာပြီးအမျိုးသမီးကိုဓာတ်နဲ့ခုတ်ကဖုန်းလုရက်သွားတာလို့သိရပါတယ်။အမျိုးသမီးကတော့တရားပြင်းထန်ပြီးစိုးရိမ်ရတဲ့အတွက်မန္တလေးစီးအောင်ကြီးမှာကုသမှုခံယူခဲ့ရတာပဲဖြစ်ပါတယ်။အခုလိုဖုန်းတလုံးအတွက်နဲ့လူအသက်ကိုယ်တော်ရန်ရှာတာကတော့တကယ့်ကိုကြောက်စရာကောင်းပါ යි လူအသက်ကိုတော့တတဝါတကောင်လို့သဘောထားပြီးလှုပ်တဲ့လှုပ်ရက်ကတော့တကယ်ကိုကြောက်ရွံ့ပါပဲ။ဒါကြောင့်မလို့အားလုံးလည်းပဲသွားသွားအရင်မတင်ကြဖို့နဲ့သွားတရီစားတရီလာတရီဆိုသလိုအစအစအရာရာတရီထားနိုင်ဖို့မျှဝေလိုက်ရပါ යි ။အဆုံးထိကြည့်ပြီးလို့အားလုံးကျေးဇူးတင်ပါတယ်။နောက်ထပ်ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ်ရှင်။ အတန်အိုးထိသွားလို့တခြင်းဆက်မစိုးပဲအနားယူရမယ်အဆိုရာဝိုင်းစုခိုင်သိန်းမိင်္ဂလာပါပရိသတ်ကြီးတို့ရင်အဆိုရာဝိုင်းစုခိုင်သိန်းကတော့လူငယ်လူလက်ပိုင်းတွေတာမကလူကြီးတွေအထိသူမရဲ့တခြင်းတွေကအောင်မြင်မှုတွေရရှိထားတဲ့အဆိုရာကောင်းတရားဖြစ်ပါချိုတာရဲ့အတန်နဲ့တချင်းအေးအေးလေးတွေကိုတိဆိုတက်ပြီးချစ်စရာအလားတရားလေးတွေပိုင်ဆိုင်ထားတာကြောင့်ပရိသတ်တွေကတခဲနဲ့အားပေးကြတာပဲဖြစ်ပါ යි ။ဝိုင်းစုကတော့လက်ရှိမှာလည်းတချင်းအစ်စ်တွေဖန်တီးနေရဖြစ်ပြီးထွက်သမျှတချင်းတိုင်းကလည်းပရိသတ်အကြိုက်တွေ့နေကြတာပဲဖြစ်ပါ යි ။ မိုက်ကျုခိုင်သိန်းကတော့တရုတ်ဆောင်တရားအဖြစ်ပြိသတ်တွေစတင်အားပေးခဲ့တာဖြစ်ပါတယ်။အဲဒီနောက်ဂီတဘက်ကိုကူပြောင်းလာရင်မန်လောက်ရှာမြက်လှဲအာပါကမေတီယာပြက်စာနဲ့နှွားချောင်းသူစားရတဲ့ကိုတော့အခွေများစွာကိုထွက်ရှိထားပြီးဖြစ်ပါတယ်။အခြေရင်းမှာအမြဲကံမကောင်းခဲ့တဲ့ဝိုင်းစုကတော့အသေးကွဲတချင်းတွေနဲ့ပဲအမြဲအောင်မြင်လဲရှိပြီးရှိုးပွဲတွေမှာလည်းအမြဲလိုက်ဆုံနေရသူတယောက်လည်းဖြစ်ပါ යි ။ဝိုင်းစုကတော့လက်ရှိမှာအောင်လာနဲ့အိမ်နာကွဲသွားခဲ့ပြီးချစ်သူအစ်တလေးနဲ့ဘဝကိုအေးအေးချမ်းချမ်းဖြတ်တန်းနေရပဲဖြစ်ပါ යි ဝိုင်းကျူကတော့လက်ရှိမှာဆလန်တွဲရိုက်ကူရာတွေကိုနားထားခဲ့ပြီးသူမဝါသနာပါရနဲ့သူမကိုချစ်တဲ့ပရိသတ်တွေအထက်တခြင်းကောင်းလေးတွေကိုမပြတ်တည်ဆုံနေပြီးရှိုးပွဲတွေမနာတဲ့ကိုလိုက်ဆိုနေရတဲ့အထီကိုပရိသတ်အားပေးခြင်းကိုခံနေရတာပဲဖြစ်ပါတယ်။ဒါပြင်လက်ရှိငလင်ပေးဒုက္ခရောက်နေတဲ့ပြည်သူတွေအတွက်လည်းရံပုံငွေပွဲလုပ်ခဲ့ကြပြီးဖျော်ဖြေပွဲလုပ်ဖို့အကြီးစင်ထားခဲ့ကြတာပဲဖြစ်ပါတယ်။ဒါပေမဲ့လည်းဒီကနေ့မှာတော့ဝိုင်းကျူကတော့သူမတခြင်းမဆိုနိုင်တော့လို့စိတ်မကောင်းဖြစ်ရကြအခုလိုဝမ်းနည်းစွာပြောပြလာခဲ့ရပဲဖြစ်ပါတယ်။ အတန်အိုးထီထားလို့ငလင်ဘေးသင့်ရံမုံငွေပွဲမှာမပါဝင်နိုင်တော့ပဲအနားယူရမယ်ဒီကနေ့မှာကျင်းပါမယ်ငလင်ဘေးသင့်ပြည်သူတွေအတွက်ပြုလုပ်ပေးတဲ့ရံမုံငွေပွဲမှာပါဝင်တည်ဆိုနိုင်ခြင်းမရှိတော့ဘူးဝိုင်းစုအတန်အိုးအနေငယ်ထီထားလို့အနားယူရမှာဖြစ်ပြီးဒါကလည်းအလက်ကြီးကြောင့်ဖြစ်တယ်လို့သိရပါတယ်စေကံပြတာတီထက်နောက်ကြပါကခွဲစိတ်ရတဲ့အခြေအနေထိရောက်သွားတော့မှာပါသူမအနေနဲ့ဒီနေ့မှာကျင်းပမဲ့ပွဲကိုတည်ဆိုနိုင်ခြင်းမရှိတော့ဘဲရန်အနေငယ်အနားယူရမှာမို့ပရိသတ်တွေကိုတောင်းပန်ထားတာဖြစ်ပါတယ် အတောင်နည်းနည်းထိထားတယ်နားရမယ်လို့ဆရာဝန်ကပြောပါတယ်အလက်ကြီးကြောင့်ဖြစ်တာလို့ထင်ပါတယ်စောတိလိုက်ရလို့ကန်ကောင်းသွားတာပါမဟုတ်လို့မသိပဲပွဲတွေဇက်တိုက်ဆိုပြီးအနားမယူခဲမိရေခွဲစိတ်ရတော့မှာပါဆောင်ရံရှောင်ရံလေးတွေလိုက်နာပြီးလက်ရှိမှာအနားယူရမှာဖြစ်ပါတယ်လို့ဝိုင်းစုခိုင်တင်းကစိတ်မကောင်းစွာပြောလာခဲ့တာပဲဖြစ်ပါတယ်ဝိုင်းစုအမြန်တော့တတပါစီလို့ဆွတောင်းပေးလိုက်ရပါတယ်အဆုံးထိကြည့်ပြီးလို့အားလုံးကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ်ရှင် အွန်လိုင်းကနေပုံရောင်းသူအမျိုးသမီးကိုဖုန်းဝင်ခြင်းလို့ဆိုပြီးချင်းစုကလှုပ်ကြံခဲ့လို့အသက်ပြီးနေကြုံခဲ့ရမိန်းကလေးမိင်္ဂလာပါပရိသတ်ကြီးတို့ဤအခုနောက်ပိုင်းမှာတော့ဘသူကိုမှယုံကြည်လို့မရတော့ပဲကိုဖြစ်ကိုခန်းဆိုသလိုဘသူမှလည်းမကယ်နိုင်ကြတော့ပါဘူးအားလုံးကလည်းတစ်နေ့တစ်မျိုးနဲ့အလိန်ခံနေရတာဖြစ်လို့ကိုပီးကိုတတိထားဆင်ကျင်နေကြရတာပဲဖြစ်ပါတတော်များများကတော့စီးပွားရေးအဆင်မပြေမှုတွေကြောင့်နေရာတိုင်းလိုလိုမှမိသားစုစာဝင်တွေရဲ့အတွက်ဒုက္ခရောက်နေကြပြီး လူရဲမှုတွေလည်းများစွာရှိလာခဲ့ပါတယ်။လူပြောက်တွေလည်းများလာခဲ့ပြီးဘာမဟုတ်တာလေးတွေနဲ့တောင်အသက်ပေးလိုက်ရတဲ့သူတွေလည်းမနေပါဘူး။အခုတခါမှလည်းဒီမင်းကလေးကတော့ဖုန်းရောင်းဝယ်လုပ်ဖို့ဆိုင်ကနေလူရဲမှုဖြစ်ကအသက်မသိအောင်တမဲခံခဲ့ရတာပဲဖြစ်ပါတယ်။ဒီဖြစ်ရကတော့မန္တလေးမြို့ပသိမ်ကြီးမြို့နယ်မှာအွန်လိုင်းကနေဖုန်းရောင်းတဲ့အမျိုးသမီးကိုဖုန်းဝယ်ဖို့ချိန်ဆိုကဓာတ်နဲ့ထိုးပြီးဖုန်းလူရဲမှုဖြစ်ခဲ့တာဖြစ်ပါတယ်။ဖြစ်စဉ်အစကတော့ပသိမ်ကြီးမြို့အရှိတ်ဘက်ရွှေကျင်တောင်ချေမှာဖြစ်ခဲ့တာဖြစ်ပြီး ဘေးလူတွေအတိမြန်လို့ကုညီရဲ့အဖွဲ့ကိုအကူအညီတောင်းပြီးစီးရုံပေါ်ပေးခဲ့ကြပဲဖြစ်ပါတယ်။အစားကတော့လူတစ်ယောက်ကဖုန်းဝင်မယ်ဆိုပြီးအွန်လိုင်းကနေနေရာချင်းချိုကအယောင်းဝယ်ပြုလုပ်မယ့်နေရာကိုအရောက်မှာအမျိုးသားနှစ်ဦးရောက်လာပြီးအမျိုးသမီးကိုဓာတ်နဲ့ခုတ်ကဖုန်းလုံးရက်သွားတာလို့သိရပါတယ်။အမျိုးသမီးကတော့တံရပြင်းထန်ပြီးစိုးရိမ်ရတဲ့အတွက်မန္တလေးစီးရုံကြီးမှာကုသမှုခံယူခဲ့ရတာပဲဖြစ်ပါတယ်။အခုလိုဖုန်းတလုံးအတွက်နဲ့လူအသက်ကိုယ်တော်ရန်ရှာတာကတော့တကယ့်ကိုကြောက်စရာကောင်းပါ යි လူအသက်ကိုယ်တော်တတ္တဝါတကောင်လို့သဘောထားပြီးလှုပ်တဲ့လှုပ်ရက်ကတော့တကယ်ကိုကြောက်စရာပါပဲဒါကြောင့်မလို့အားလုံးလဲပေးသွားသွားအရင်မတင်ကြဖို့နဲ့သွားသတိစားသတိလာသတိဆိုသလိုအစအစအရာရာသတိထားနိုင်ဖို့မျှဝေလိုက်ရပါတယ်အဆုံးထိကြည့်ပြီးလို့အားလုံးကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ်ရှင် အတန်အိုးထိသွားလို့တချင်းဆက်မစိုးပဲအနားယူရမယ်အစိုးရဝိုင်းစုခိုင်သိန်းမိင်္ဂလာပါပရိသတ်ကြီးတို့ရင်အစိုးရဝိုင်းစုခိုင်သိန်းကတော့လူငယ်လူလက်ပိုင်းတွေတာမက လူကြီးတွေအထိသူမရဲ့တချင်းတွေကအမြင်မှုတွေရရှိထားတဲ့အစိုးရကောင်းတရားဖြစ်ပါချူတာရဲ့အတန်နဲ့တချင်းအေးအေးလေးတွေကိုတီဆိုတက်ပြီးချစ်စရာအလှတရားလေးတွေပိုင်ဆိုင်ထားတာကြောင့်ပရိသတ်တွေကတခဲနဲ့အားပေးကြတာပဲဖြစ်ပါဘိုင်းစုကတော့လက်ရှိမှာလည်းတချင်းအစ်စ်တွေဖန်တီးနေရဖြစ်ပြီးထွက်သမျှတချင်းတိုင်းကလည်းပရိသတ်အကြိုက်တွေ့နေကြတာပဲဖြစ်ပါ ဝိုင်းကျုပ်ခိုင်သိန်းကတော့တရုတ်ဆောင်တရားအဖြစ်ပြည်သူတွေစတင်အပိတ်ခဲ့တာဖြစ်ပါတယ်။အဲဒီနောက်ဂီတဘက်ကိုကုပြောင်းလှရင်မန်လောက်ရှာမြက်လှဲအာပွားကမေတီယာပြက်စာနဲ့နှွားချောင်းသူစားရတဲ့ကိုတော့အခွေများစွာကိုထွက်ရှိထားပြီးဖြစ်ပါတယ်။အချစ်ရဲမှာအမြဲကံကောင်းခဲ့တဲ့ဝိုင်းကျုကတော့အသေးကွဲတခြင်းတွေနဲ့ပဲအမြဲအောင်မြင်လဲရှိပြီးရှိုးပွဲတွေမှာလည်းအမြဲလိုက်ဆိုနေရသူတယောက်လည်းဖြစ်ပါတယ်။ဝိုင်းကျူကတော့လက်ရှိမှာအောင်လာနဲ့အိမ်နာကွဲသွားခဲ့ပြီးချစ်သူအစ်တလေးနဲ့ဘဝကိုအေးအေးချမ်းချမ်းဖြတ်တန်းနေရပဲဖြစ်ပါတယ်။ ။မိုင်းကျူကတော့လက်ရှိမှာဆက်လန်းတွဲရိုက်ကူရာတွေကိုနားထားခဲ့ပြီးသူမဝါသနာပါရနဲ့သူမကိုချစ်တဲ့ပရိသတ်တွေအထက်တခြင်းကောင်းလေးတွေကိုမပြတ်တည်ဆုံးနေပြီးရှိုးပွဲတွေမနာတဲ့ကိုလိုက်ဆိုနေရတဲ့အထီကိုပရိသတ်အားပေးခြင်းကိုခံနေရတာပဲဖြစ်ပိုက်။ဒါပြင်လက်ရှိငလင်ပေးဒုက္ခရောက်နေတဲ့ပြည်သူတွေအတွက်လည်းရံပုံငွေပွဲလုပ်ခဲ့ကြပြီးဖျော်ဖြေပွဲလုပ်ဖို့အစီအစဉ်ထားခဲ့ကြတာပဲဖြစ်ပိုက်။ဒါပေမဲ့လည်းဒီကနေ့မှာတော့ဝိုင်းကျူကတော့သူမတခြင်းမစုံနိုင်တော့လို့စိတ်မကောင်းဖြစ်ရကြောင်းအခုလိုဝမ်းနည်းစွာပြောပြလာခဲ့ရပဲဖြစ်ပါတယ် အတန်အိုးထီထားလို့ငလင်ဘေးသင့်ရံပုံငွေပွဲမှာမပါဝင်နိုင်တော့ပဲအနားယူရမယ်ဒီကနေ့မှာကျင်းပါမယ်ငလင်ဘေးသင့်ပြည်သူတွေအတွက်ပြုလုပ်ပေးတဲ့ရံပုံငွေပွဲမှာပါဝင်တည်ဆိုနိုင်ခြင်းမရှိတော့ဘူးဝိုင်းစုအတန်အိုးအနေငယ်ထီထားလို့အနားယူရမှာဖြစ်ပြီးဒါကလည်းအလက်ကြီးကြောက်ဖြစ်တယ်လို့သိရပါတယ်စေကံပြတာဒီထက်နောက်ကြပါကခွဲစိတ်ရတဲ့အခြေအနေထိရောက်သွားတော့မှာပါသူမအနေနဲ့ဒီနေ့မှာကျင်းပမဲ့ပွဲကိုတည်ဆူနိုင်ခြင်းမရှိတော့ဘဲရန်အနေငယ်အနားယူရမှာမို့ပရိသတ်တွေကိုတောင်းပန်ထားတာဖြစ်ပါတယ် အတောင်နည်းနည်းထိထားတယ်နားရမယ်လို့အရှာဝင်ကပြောပါတယ်အလက်ကြီးကြောင့်ဖြစ်တာလို့ထင်ပါတယ်စောတိလိုက်ရလို့ကန်ကောင်းသွားတာပါမဟုတ်လို့မသိပဲပွဲတွေဇက်တိုက်ဆိုပြီးအနားမယူခဲမိရခွဲစိတ်ရတော့မှာပါဆောင်းရံရှောင်းရံလေးတွေလိုက်နာပြီးလက်ရှိမှာအနားယူရမှာဖြစ်ပါတယ်လို့ဝိုင်းစုခိုင်တင်းကစိတ်မကောင်းစွာပြောလာခဲ့တာပဲဖြစ်ပါတယ်ဝိုင်းစုအမြန်တော့တတပါစီလို့ဆွတောင်းပေးလိုက်ရပါတယ်အဆုံးထိကြည့်ပြီးလို့အားလုံးကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ်ရှင်